မင်္ဂလာပါရှင်ကရနီသူနာပြုများအစည်းယုံကန်နီယုံတစ်ဖွင့်ပွဲအခမ်းအနားပြုလုပ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ကရနီပြည်နယ်မှာကရနီသူနာပြုများအစည်းယုံကန်နီယုံတစ်ဖွင့်ပွဲအခမ်းအနားကို အော်တိုဘလ10ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့ကန်နီကထုတ်ပြန်ထားပါတယ်အဆိုပါယုံကိုကန်နီရဲ့လုပ်ငန်းတိုးချဲ့မှုတွေနဲ့အတူရည်ရွယ်ချက် ရှင်မှန်းချက်တွေကိုစစ်စစ်လေးလေးပေါ်ဆောင်နိုင်ဖို့လူငယ်တွေအလောက်ကန်ခွင့်လန်းတိုးစေဖို့ ချိတ်ဆက်ဆောင်ရွက်မှုတွေအားကောင်းစေဖို့လူထုစေဘွားသုံးမြို့ဖို့အတွက်ဖွင့်လျက်တဲ့လို့ကန်နေတာဝန်ရှိသူတူကပြောပါတယ်။2025ခုနှစ်အတွင်းကန်နေကျမ်းမာရေးဝန်ဆောင်မှုပေးသူဦးရေလူနာစုစုပေါင်း15000ကျုပ်စေကုတပေးနိုင်ခဲ့ပါတယ်။အခြေခံကျန်းမာရေး PAC မိခင်နှုတ်ခဲ့ခြင်းကလေးများအားကာကွယ်ဆေးထိုးပေးခြင်းအရေးပေါ်ကူတာမှုတွေကိုပြုလုပ်ပေးခဲ့တယ်လို့ဆိုထားပါတယ်။ ရွှန်တစ်ဖွင့်ပွဲအခမ်းအနားမှာအဖွင့်ဆုတောင်းခြင်း၊ကောင်းချီးပေးခြင်း၊ကျိုးဆိုနှုတ်ဆက်စကားပြောခြင်း၊မိန့်ခုံပြောကြားခြင်း၊တချင်းတီဆိုခြင်း၊ကျေးဇူးတင်စကားပြောကြားခြင်းနဲ့အမတ်တရားဓပုံရိုက်ခြင်းတို့ပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီအခမ်းအနားကိုခရနီပြည်အတံပင်ခံကောင်စီ KSSC ကကိုယ်စားလှယ်တွေ၊ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကဌာနဆိုင်ရာအရာရှိတွေ၊ကာကွယ်ရေးဌာနကဒူဝန်ကြီး နယ်မြေဒေတာအုပ်ချုပ်ရေးမှူးတွင်နဲ့စီဒီအန်တော်လန်ရဲ့အဖွဲ့ဝင်တွေအပါအဝင်လူဦးရေစုစုပေါင်းတရာဝန်းကျင်တက်ရောက်ခဲ့တယ်လို့ဆိုထားပါတယ်ရှင်။